အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ6ရက်စီးရီးသတင်းကောင်းတော့သုံးသချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မြန်မာပြည်အတွင်းထဲမှာတော့အင်တာနက်လိုင်းတွေဟာဝိုင်းဝိုင်းလေတယ်လို့ပဲပြောနေကြတာကိုတွေ့ရပါတယ်တချို့မိတ်ဆွေတွေဆိုရင်ကျွန်တော်ကဒီ content အစ်စ်ကိုရှာတာတောင်မှပဲမတွေ့ဘူးလို့ဆိုပါတယ်ဒါကြောင့်အရင်ဆုံးမြင်ရတဲ့တွေ့ရတဲ့လူတွေအနေနဲ့ လက်မလေးတွေ comment လေးတွေရေးပေးကြဦးတော့အာနာနာနဲ့ပဲအဲမြေတာရက်ခံမရသေးခင်ဗျာဆက်ပြီးနေတော့မိုင်းဖဲကုံမြို့မှာတော့ထိတိတိုက်ပွဲပြင်းထန်ခဲ့ပါတယ်ယခုလာသံတရက်နေ့ကစလို့စစ်ကောင်းစီပို့ပြည်သူစစ်ပူပေါင်းစစ်ကြောင်းနေနဲ့ကရင်နီတပ်ပေါင်းစုတွဲဆုံတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်စစ်ဘော်တရားမှာထိတွေ့ဖြစ်စဉ်မိုင်းဖြစ်စဉ်ချုံကိုတိုက်ခိုက်တွဲဆုံပြစ်တိုက်ပွဲငယ်တိုက်ပွဲကြီးစခန်းသိမ်းတိုက်ပွဲကြီးစသဖြင့် အစစ်စစ်သတ်မှတ်၃လုံးလေးရှိပါတယ်လူမတိုင်ခင်တော့ကျမ်းပဲစစ်တမ်းနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာနေကြီးတစ်ခုထဲမှာပုံမှန်အားဖြင့်တစ်ဖွဲ့နဲ့တစ်ဖွဲ့မတွေ့အောင်ရှောင်ရှားကြလေရှိပါတယ်။နှစ်ဖက်ကိုစီအထက်မဲရရှိကြမှသာထိတွေ့မှုမရရအောင်ရှာကြရတာလုံကြရတာဖြစ်ပါတယ်။တခါတလေနားလည်မှုလွဲမှာပြီးတွေ့ဆုံပြစ်ပြစ်ခတ်မှုတွေရှိကြပြီးနောက်ဆုတ်တက်လေရှိပါတယ်။အဲနောက် ခေါင်းမာတဲ့နှစ်ဖက်ခေါင်းဆောင်ချင်းချင်းတွေ့ကြရင်တော့နောက်မဆုပ်ဖဲနဲ့မလိုအပ်ဖဲတိုက်ပွဲတွေကြီးမားပါချက်ခင်တော့တော့ကြာမတာတနာကြီးနဲ့အထက်နှစ်ဖက်အပြင်းထန်ပြစ်ခတ်မှုရှိမှသာတိုက်ပွဲအဆင့်လို့သတ်မှတ်ပါဗျာ။ယနေ့လူကာလမှာတော့ကြာမတာဟာနေရာဆုံးဒေသဆုံးမှာအဖွဲဆုံးကနေပြီးတော့တိုက်ပွဲပေါ်ဆောင်မှုတွေမရှိမလားခံနေကြရသေးတာဖြစ်ပါတယ်။ဆရာရဲ့ဆိုပါအထွေထွေတိုက်ပွဲပြီ မကြမီမှာပဲဘောရံချေးရွာကိုကြားဖက်တက်ဟာမိရှို့ဖြစ်စည်းခဲ့ပြီးအနီးနားချေးရွာတွေနေရဆုတ်ခွာနေကြပါပြီ။တိုက်ပွဲပြင်းထန်ခဲ့ပေမဲ့ခရင်ဒီတပ်ပေါင်းစုအနေနဲ့ကတော့အထီးကိုက်မရှိပဲအကြမ်းဖက်တက်အခြေတွေကလည်းစုံစမ်းနေသေးတာဖြစ်ပါတယ်မသိရှိရသေးပါဘူး။ကြမ်းဖက်တက်ဟာဒရုန်းနဲ့လက်နက်ကြီးအသုံးပြုတိုက်ခိုက်မှုကြောင့်ဒေသခံ၃000ဝန်းကျင်ကိုလိုယုံထွက်ပြေးနေကြရပါတယ်။ PNY ဆက်ဆက်နေနေတွေဖြစ်တဲ့ဘိုးပြေဖဲကုံဒေတာကိုရောက်နေတဲ့အမှတ်နဲ့ဆက်စည်ကိုကဲမှုဌာနချုပ်ရဲ့လက်အောက်ခံမိုင်းပုံအခြေဆိုင်အမှတ်918ချင်းမြန်တပ်ရင်းကိုလည်းပြန်ဆွဲထုတ်သွားတာကိုတွေ့ရပါတယ်စစ်တပ်ကအကြောင်းကြီးကနေဖြစ်လာတဲ့လောလောလလစစ်တိုင်းမှုကိုယ်တိုင်ခိုလံကနေထွက်ပြီးခြေတန်းပြန်ကျူတဲ့အနေနဲ့ရုပ်လုံးပထမဆုံးထွက်ပြလာတာကိုလည်းတွေ့ရပါတယ်။ အောင်ပွဲရဆိုပြီးနောက်တန်းဌာနချုပ်တွေကိုရှေ့စစ်နောက်စစ်ပြန်ခေါ်နေခြင်းဟာဝါဒပြန်ခြင်းမျိုးမဟုတ်တော့ပဲစိတ်ဓာတ်ဆက်စည်ပြုလုပ်တဲ့အနေအထားကိုရောက်ရှိလာနေတာလို့တွေ့ရပါတယ်။ချမ်းပြည်နယ်မြောက်ပိုင်းမှာအဓိကတိုက်စစ်ဆင်ခဲ့တယ်လို့ဆိုရမယ်။အမတ်စစ်ချင်းလင်တပ်မဌာနချုပ်ကတော့ဇက်ကောင်ကွဲသွားပြီလို့ဆိုရမှာဖြစ်ပါတယ်။ ဒုတမမှုကလည်းတမမှုဖြစ်အစင်တို့နဲ့ပြန်လမ်းမရှိတဲ့ဗမောကိုရောက်သွားပြီဖြစ်တယ်လို့စစ်ထွက်တိုင်းရင်းတွေကလည်းနောက်တန်းဌာနချုပ်ကိုပြန်လဲရောက်ရှိသွားပြီဖြစ်ပါတယ်။အမဆက်တဲ့ခြေလင်းတမဌာနချုပ်ဟာရှမ်းမြောက်ခွင်မှာဒုတမမှုဦးစီးဒဗျူအားနဲ့တုံရင်ရောက်ရှိနေတာလို့ခံမှန်းတွက်ချက်ရပါတယ်။နေပြည်တော်ခွင်ထဲမှာတိုင်းရင်းတရင်ရှိပါမယ်။ကျွန်တော်တို့ကြောက်ဖြူမှာတမမှုဦးစီးတဲ့ တက်ရင်6ရင်းနဲ့နှစ်ပြူဟာလို့ကျွန်တော်တို့အကြမ်းင်းထပ်ပြီးခံမှန်းထားပါတယ်။ဆဲရရင်ပြုံးလင်ကနေဆင်းလာတာစည်ရင်နဲ့30ဖြစ်တဲ့အတွက်အမှတ်7ချင်းလင်တက်မှဌာနချုပ်တခုတည်းဟုတ်ဟန်မတူဘူးလို့ကောက်ချက်ချပါဒါဆိုရင် အမဆန်နဲ့စစ်စစ်ကိုကဲမှုဌာနချုပ်ရဲ့စည်ရင်နန်းတွေကတော့နေပြည်တော်နဲ့အနီးတစ်ဝိုက်မှာပဲတရင်းဆက်ကြောက်ဆုံးနေခဲ့ပြီမဲ့ခရီးပြည်နယ်အတွင်းထဲကိုဝေရောက်သွားခဲ့ပြီဖြစ်ပါတယ် ဆရာကြီးသားအမှတ်24ခြေလင်းတက်မှဌာနချုပ်အတွင်းမှာအမှတ်လေးစစ်စစ်ရေးအထူးဖွဲ့မှုနဲ့ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်ကြိုဆိုခဲ့ပေမဲ့အခြေတော်မှန်တိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုကိုတော့မတွေ့ရဘူးဖြစ်ပါတယ်။အဲ့ဒါကသူကိစ္စလက်ရှိရှမ်းမြောက်မှာတော့တောက်လျှောက်အားကုန်သူပေးနေတဲ့စစ်မိတ်စာလေရင်တွေရောင်လို့တောင်မှမတွေ့ရတော့သလိုတိုက်ရင်အားတွေပါကောက်ခါငင်ကပြန်ပြီးရုပ်သိမ်းသွားရတဲ့အချက်ကတော့စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ အမှန်တကယ်စစ်စစ်ကိုကဲမှုလာနာချုပ်ဟာကွန်ကရစ်မြေမှာဘီနီယာတွေကိုတက်ပြန့်သွားမလဲအမှန်စစ်အချင်းလင်တမဌာနချုပ်ကရောတမမှုရှိတဲ့ကြောက်ဖြူကိုဘလောက်နာပြီးအကြမှာလိုက်သွားရမလဲတနေရာသလုံးကတော့မက်ဆီကိုက်တွေလာကြပါလာကြပါဆိုပြီးကြိုးစိုးနေကြမှာပဲဖြစ်ပါတယ် ရှမ်းတော်ကားတွေပြီးတော့လေမိုင်းတော်ခြေဆိုင်အမှန်နဲ့ဆက်စည်ကုကဲမှုဌာနချုပ်ရဲ့လက်အောက်ခံတပ်တွေကိုပြန်ပြီးသရင်ချင်းစီနောက်တန်းဌာနချုပ်ကိုပြန်စုနေတာတွေ့ရပါတယ်။ရှေ့မှာလည်းပြောခဲ့ပြီးဖြစ်ပါတယ်။မကြခင်နောက်ချုပ်မှာကြံနေတဲ့အမှန်55ခြေလင်တပ်မဌာနချုပ်ရဲ့စိုက်ရင်းတွေပါ ပြန်ဆင်းလာနိုင်ပြီရှိပါတယ်။ဒါဆိုရင်အကြမ်းမဲ့တပ်ဟာသူ့ရဲ့ဖျော်ဖယဲဖြစ်နေတဲ့တပ်မတွေစားခါတွေကိုတပြေးပြေးချင်းကောက်တင်းပြန်ကောက်လာတာကိုတွေ့ရပါတယ်။ အကြမ်းတ်တာတက်မအစားအခတွေကိုဆယ်ရင်းစလုံးဒဇူဒစီတဲ့ဒေမြေတွေကိုဆယ်လွတ်မဲ့စနစ်ကိုအတုံးပြူလာနိုင်တဲ့အခြေအကျဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ຫນွေဥစားပိုင်း30 29လိုင်းနေကြားမှာစစ်တပ်ဟာသူ့ရဲ့တက်မတွေဆယ်ရင်းရှိတာတွေကိုရှမ်းကိုတရင်မကွေးကိုတရင် ကချင်ကိုတရင်ရခိုင်ကိုနှစ်ရင်စသလုံးနဲ့ကျုံစလုံးပို့ရတာဖြစ်ပါတယ်။ ကျုံလုံးပို့ရတဲ့ချိန်မှာသူတို့ရဲ့တက်ပြက်မှုအားများပါတယ်။ဘာလို့လဲဆိုတော့စက်မဆိုတဲ့အမျိုးဒီခြေလင်းခြေမြန်တက်ရင်ဆယ်ရင်သူ့အောင်မှာနိဗ္ဗာန်၃ခုနဲ့စိုက်တာပါ။နိဗ္ဗာန်၃ခုဘာလို့သူတို့အခြေခံလဲဆိုတော့သူတို့တက်ရင်တင်းရင်ပေါ့နော်တစ်ဖက်ရင်ဆိုင်တဲ့အဖွဲကိုတက်ရင်တင်းရင်ဆိုရင်သူတို့တိုက်စစ်၃စာဆိုတဲ့အချိုးနဲ့သူတို့မှာပုံစံဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ဒါကြောင့်သူတို့ရဲ့စက်မတွေအားရှေ့ပိုင်းနေမှာပြက်ပြဲသွားခဲ့ရပါတယ်။အခု ဆိုလိုချင်တာကသူတို့ရဲ့တပ်မတွေကိုသူတို့ပြန်ပြီးဆွဲထုတ်လာကိုကဲမှုတစ်ခုရဲ့ကွန်မန်ဒါတယောက်ရဲ့ဦးစီးမှုနဲ့တိုက်လို့တဲ့ပုံစံရှိပါတယ်ပြောရမယ်ဆိုရင်တိုက်ရင်း10ရင်းလုံးကိုစုစုစီစီအားကိုယူပြီးကမှနေပြည်တော်နေပြည်တစ်ခုပေါ့နော်စစ်စေးဂွေတစ်ခုလဲကိုထဲ့လို့တဲ့အနေအထားဖြစ်ပါတယ်ဒါကျွန်တော်တို့တွေထဲ့ရရမယ်အချက်ဖြစ်ပါတယ်ဘာလို့လဲဆိုတော့စစ်တပ်ဟာသူတို့ရဲ့ပြတ်တုံးနေတဲ့စစ်အောင်ရသောအချက်တွေကိုပြန်လဲပြင်ဆင်လိုက်တဲ့အခါမှာအင်အားကို လိုသလောက်တာတစုတစည်းတဲ့အတုံးချခြင်းဆိုတဲ့စနစ်ကိုမရောက်ရအောင်လမ်းမပေါ်ပြန်တည့်လာတာကိုတွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့ဘက်ကလည်းတိုက်ခိုက်တဲ့နေရာမှာအနေထားတွေကိုပြန်ပြီးတော့ပြင်ဆင်ရမယ့်အချိန်ဖြစ်နေပါတယ်ရှိနေပါတယ်လို့ဒါတင်ပြခြင်းဖြစ်ပါတယ်။စမက်ကနေပြန်ကြည့်ရမယ်ဆိုလေကရင်ပြည်နယ်အတွင်းမှာအမှတ်27ခြေလင်းတပ်မဌာနချုပ်အမှတ်44ခြေလင်းတပ်မဌာနချုပ်အမှတ်73စစ်စေရေးကိုကဲမှုဌာနချုပ် ရဲ့လက်အောက်ခံတိုက်ရင်းတွေအပြည့်ရောက်ရှိနေတာဖြစ်တဲ့အတွက်အမတ်ဆက်သုံးစစ်စင်ကူကဲမှုဌာနချုပ်ဟာသူ့ရဲ့ဌာနေကိုင်းဝန်းဒေသတိုင်းစစ်ဌာနချုပ်ကိုပြန်ဆုတ်သွားနိုင်ခြင်းရှိတယ်လို့ခံမှန်းရပါ။ဘာလို့လဲဆိုတော့တနင်္လာရီတိုင်းတွင်းမှာစီရေးလေ့ကျင့်ခန်းတစ်ခုလုပ်ဖို့ရှိနေပါတယ်။တင်လာရည်ရစကဌာနချုပ်ကတာဝန်ယူဆောင်ရွက်မဲ့တစ်ဖက်တပ်ပါစီရင်လေ့ကျင့်ခန်းတစ်ခုလုပ်ဖို့ရှိနေတာပါ ြစ်ခတ်တင်ပါဆိုပါလစ်ကျင်ကဟာလာမယ့်နိုဝင်ဘာလ10ရက်နေ့မှာစတင်ပြီး14ရက်နေ့မှာပြီးဆုံးမယ်ဆိုတော့လစ်ကျင်ရေကာလ9ရက်ကြာမြင့်မှာဖြစ်ပါတယ်မြေမြုံနယ်ကပူစာကျွန်းရဲ့အနောက်ဘက်10မိုင်ကွာရေမှန်60ပတ်လည်အတွင်းမှာဝေရီရေပြင်ရေအောက်ပြစ်ကလက်ကျင့်မှုတွေပါဝင်လာဖြစ်တဲ့အတွက်စီရေးလက်ကျင့်စဉ်ကာလအတွင်းပင်လယ်ပြင်အတွင်းမှာရှိတဲ့ရေအနေအားအဆိုပါဆုံးရဲ့9မိုင်ပတ်လည်အတွင်းလေရင်ရဟရင်တွေဟာ အမြင့်ပေ15000အောက်ကိုဝင်ရောက်ပြီးတော့မပြန်စမ်းဘူးဝင်မလာဘူးသတိပေးချက်ထုတ်ပြန်ထားတာလည်းတွေ့ရပါတယ်၎င်းလက်ကျင့်မှုဟာဈာမရှိတဲ့စည်ရေးကြချင်းချောက်မှုတစ်ခုလို့သာရှုမြင်ရပါတယ်လက်ကျင့်ရေးဒီစစ်စေးစစ်စေးဒီလက်ကျင့်ရေးလို့ဆိုတဲ့အတွက်ကြီးစစ်ကြီးမှန်တွေကိုအသုံးပြုရတဲ့တစ်ဖက်တက်ပါလက်ကျင့်ငန်းဆိုတာမျိုးဒီစည်ရေးကာလစစ်စေးနယ်မြေမရှိတဲ့အခါမျိုးမှာသာပြုလုပ်ရလေရှိပါတယ် စာမန်ကြီးတဲ့လက်ကျင်မှုထက်အစ်သုံးစိတ်ကြီးမားတဲ့အမျိုးအစားဖြစ်လို့ယခုချိန်မှာလှုပ်လာတယ်ဆိုပေမဲ့ချိန်ချောင်းမှုတစ်ခုတည်းလုံးဝမပိုနိုင်ပါဘူး။ဘာလို့လဲဆိုတော့ကပလီပင်လယ်မြေမှာလုံမဲ့အစားဘင်္ဂလားပင်လယ်ဟောကြောက်ဖြူခြေဆိုင်ဇာယခါလို့ခေါ်တဲ့ဓညဝတီရေသာစခန်းဌာနချုပ်မှာသာလုံနိုင်မယ်လုံရဲမယ်ဆိုရင်တော့သူတို့အတွက်စစ်ပန်းတာတစ်ခုတက်တာပါလိမ့်မယ်။သူတို့ရဲ့ပေးခြင်းတဲ့ message ကတော့ ငါတော့လှုပ်ထက်ရမလားလှုပ်ရင်လည်းငါကြီးခံရတာဆိုတဲ့လိုမျိုးဖြစ်နေတယ်လို့သာပြောရမှာဆိုလိုရင်းကတော့ညီကျိုးစုဘက်မှာကပ်ပလီပင်တယ်မှာပေါ့နော်ဂျီရက်ဒီကြီးလှုပ်ခဲ့တယ်ရခိုင်တောင်ပိုင်းကိုငါတို့ဒီအတိုင်းဝင်လာမယ်ဆိုပြီးတော့အာရခတတ်တော်ကိုမတိမသာကြီးညာတဲ့စီရင်နေခြင်းမှုတစ်ခုလိုပဲရှုမြင်ရပါတယ် မကွေးတိုင်းအထက်မင်းသားမလွန်တက်တဲ့အတွင်းကနေခေယံကြီးတင်ဆောင်လာတဲ့စည်ရင်တည်းဟာအမှတ်နှစ်ကာဝေးပစ္စည်းဆက်ယုံနဲ့အမှတ်ဆက်လေးကာဝေးပစ္စည်းဆက်ယုံဆက်ယုံချင်းဆက်လမ်းတိုင်းဗရန်တက်တဲ့အတွင်းကိုဝင်ရောက်လာခဲ့ပါတယ်။အစောပါစည်ရင်ဟာစာတက်ကူဇင်မျိုးကျေးရွာတွေကိုဖြတ်တန်းပြီးနိုင်ရီကန်ပစီလမ်းဟောင်းတိုင်းတက်သွားခဲ့တာရှိပါတယ်။မန္တလေးတိုင်းမြင်းညာကထိုးအင်းမြို့နယ်စာကြားမှာတော့ကြားဖက်တိုက်ရဲ့စစ်ကြောင်းတွေဟာနေရာယူထိ ंछ ုပ်လာတာကိုတွေ့ရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာဆိုပါလမ်းမိုင်းကိုအပြည့်အဝထိန်းချုပ်နိုင်မှုအချိန်၃လယူခဲ့ရပြီးအော်ခက်လအတွင်းမှာတော့ရဲကွန်မန်ဒိုစစ်ကြောင်းတွေအခြားစစ်ကြောင်းတွေနဲ့နေချောင်းအကြမ်းဖက်မှုတွေနေ့စဉ်နှီးပါအသုံးပြုခဲ့ရပါတယ်။ဒါတောင်နေမြေတစ်ခုလုံးမဟုတ်ပဲကာလန်ဘေးဝယ်ရာတခြားကိုပဲစိုးမိုးထားနိုင်တဲ့အခြေအနေလို့သာပြောလို့ရပါသေးတယ်။စေတကံကာဝေးတက်တွေဟာအမရှောင်းအပြော့တိုက်စင်နီးပြူဟာကိုအသုံးချပြီးတက်ဖြောက်ထားပုံရပါသေးတယ်။ အဓိကအားဖြင့်ပြည်သူစုအဖွဲ့တွေနေရာယူထားခြင်းများသာဖြစ်ပါတယ်။ကဲနာမည်ကျော်ပြည်သူစုအဖွဲ့တွေဘလောက်ကြာကြာတက်ပြတ်နိုင်မလဲ။လူရောကြုံရောတရားမဝင်ရွေးကောက်ပွဲပြီးပြီဖြစ်ပေါ့ဗျာ။မြင်းရတယ်မှာမဲဆွယ်စည်းရုံးတာလှုပ်လို့ရအောင်နှထိုးကြီးပဲစမ်းသည့်ရှေ့တူပြီးကာထားတယ်လို့ပဲကျွန်တော်ကတော့ယူဆပါတယ်။ ။တမန်နေ့တော့တော့မြင်းညာလေသည့်ကြေးရွာမှာကာဝေးအင်အားစုတွေဟာပြည်သူ့စစ်ပူးပေါင်းစစ်ဆေးခေစခန်းကိုလျှက်တပြက်စီးနင်းတိုက်ခိုက်နိုင်ခဲ့ပါတယ်။၎င်းတိတိကျကျစစ်မှာနာယူဝနီနီကြာမြင့်ခဲ့ပြီမဲ့နေမီကန်တက်ရင်အမတ်ဆံကချင်းမြန်တိုင်ရင်ကနေစစ်ကူအင်အားတွေအချိန်မီရောက်ရှိသွားတဲ့အတွက်ကာဝေးတပ်တွေဘက်ကအထီးကိုက်မရှိစုခွာနိုင်ခဲ့ပါတယ်။အကြမ်းဖက်တပ်ဘက်ကတော့မက်ဆီတယောက်ကိုက်ခဲ့တယ်လို့ဆိုပါတယ်။ စင်းဦးနယ်မြေကိုတော့ကာဝေးတပ်တွေရဲ့အခါစစ်ပြင်ဆင်မှုကိုဒေချောင်းကင်းထောက်မှုတွေပြုလုပ်နေတာတော့အချိန်ကြီးနှီးပါးလောက်ကိုတွေ့နေရပါတယ်။လက်ရှိနေထားရတော့တပိတ်ချင်းနဲ့မရယာနယ်မြေတွေကိုအကြမ်းဖက်တိုက်ရဲ့စစ်ကြောင်းတွေဟာအပြည့်အဝထိရှုပ်နိုင်ရင်အပူတပြင်းကြိုးစားနေသေးများသာရှိပါသေးတယ်။မိုးကုတ်မိုးမိတ်တွေကကိုကြည့်ရရင်တော့တိုက်သူနဲ့ခံသူဆိုရင် ခံသူဘက်ကအင်အားအဖွဲ့များမြောင်လာတာကိုတွေ့ရပါတယ်။ စစ်ရဲ့သဘောတဘာဝဟာရိုးရှင်းတယ်ဆိုပေမဲ့ကျယ်ပြန့်နေဆိုင်လာပါတယ်စစ်ရဲ့သဘောတရားဟာဘာနဲ့တူတယ်လဲဆိုတော့မိဂနီဝတ်ထားတဲ့အမျိုးသမီးတယောက်နဲ့တူပါတယ်ဘာလို့လဲဆိုတော့ပေါ်ပြထားတဲ့အချက်လက်တွေများပေမဲ့အဓိကနေရာကိုဖုံးကွယ်ထားကြခြင်းဖြစ်ပါတယ်ဒီအချက်ကိုတော့ကဘာကျော်စစ်ပညာရှင်ကြီးစွန်စုတောင်းမတွေ့မမြင်ခဲ့ရဘူးဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူတို့ခေတ်တုန်းကရေကူးဝတ်စုံဝတ်တဲ့အမျိုးသမီးမရှိသေးလို့ပါ ဒါကြောင့်ဖြစ်ပါလိမ့်မယ်။အခုလဲကျွန်တော်စိတ်ရဲ့သဘောတရားကခံစိတ်နဲ့တိုက်စစ်ဆိုရင်တိုက်စစ်ကအလေးသာတယ်လို့ရေဘူးရကြကြသုံးသပ်ရခြင်းသာဖြစ်ပါတယ်။မြေပြင်ဖွဲ့တွေကိုဆရာလုံနေတာမဟုတ်သလိုပြည်သူတွေကိုဆရာကြီးလုံနေတာလည်းမဟုတ်ပါဘူး။ဒါကြောင့်ပြည်သူတွေအနေနဲ့တော်လိုင်းဖွဲ့တွေကိုအပြစ်တင်ဆောလို့မရပါဘူး။သုံးသပ်ချက်ဆိုတာပွဲပြီးမှသာလှုပ်ဆောင်ရတာဖြစ်ပြီးကျွန်တော်တို့ ချဲစကားနဲ့ပြောရမယ်ဆိုရင်တော့ဖက်ပြီးမှတွေ့နေရတဲ့အစ်စ်လောက်သာရှိပါတယ်။ကျိုတင်ခံမှန်းရဲဆိုတာကလည်းကျုံမှုသမျှနဲ့နောက်ဆုံးရရှိတဲ့နေ့ principal အခြေခံသဘောတရားတွေနဲ့ပေါင်းစပ်တွက်ဆက်ရခြင်းများတာဖြစ်ပါတယ်။ယခုဆိုရင်အချမ်းဖက်စစ်တပ်ဟာဝေဝါးထွေပြနေလောက်ပြီဖြစ်ပါတယ်။ကုမင်းမှလက်မှတ်ထိုးခဲ့တယ်ဆိုရဲစာရဲရှိခဲ့တယ်ဆိုရင်ပေါ့နော်ရှိခဲ့တယ်ဆိုရင်တော့အပြင်းအထန်လန်လန် ပြန်ဖတ်နေရတော့ပါပြီ။ နောက်ကြောက်ကမှာဟောဘာတွေများရေးထားတယ်လဲဟာဆိုပြီးတူတူပြဲတယ်လဲဖြစ်နေပါလိမ့်မယ်။ဘာတွေလဲဟာဆိုပြီးဒရုံဝင်နေလဲဖြစ်နေနိုင်ပါလေ။ဘာလို့လဲဆိုတော့ချမ်းမြောက်ကနေတက်အချို့ကို လက်လွန်ချက်သွန်နှုတ်ထားလိုက်ပြီးဖြစ်နေပါလေ။လက်ရှိနေသားရာအကြမ်းတက်ဟာမိုးမုတ်မိုးမိတ်ကိုအလုံးအင်းနဲ့တိုက်မဲ့အင်အားရှိနေသလိုထမှန်ဖြစ်တည်မှုလောက်လာတာကိုလည်းမတွေ့ရသေးဘူးဖြစ်ပါလေ။သို့သော် ရန်ကုန်ရှော့မတ်ဝက်စတန်ဆိုရင်တော့တပိတ်ကြီးခြေဆိုင်အမတ်စတုံတက်မလို့တမ်းမြင့်လေးကြီးအကြောင်းပါကြိုတင်ပြီးဖြစ်တင်ထားတဲ့အင်အားတွေကတော့ရောက်ရှိနေပြီဒါဖြစ်ပါတယ်အဆိုပါအင်အားတွေဟာအဓိကတိုက်စစ်ဖြစ်ခဲ့မယ်ဆိုရင်အရန်တိုက်စစ်အင်အားကြီးရွှေဘူကြောင်မြောင်းဘက်ကလာကူလာမှာဖြစ်ပါတယ်ဂျန်နာတိန်ကတရာကျိုးခဲ့ခြင်းဟာအကျန်းဖက်တက်အတွက်အာလော့စီဆက်တွေလမ်းကြောင်းကိုရိုက်ချိုးခံလိုက်ရခြင်းဖြစ်ပါတယ် အကြမ်းတက်တဲ့မိုးကုတ်စစ်မျက်နှာအစီတဝင်းဝင်းတဲတခြားခြားဆူသလိုဖြစ်နေပါတယ်။ဒါတော့ခံစစ်ပြင်ထားတာကြီးကိုပြင်ထားမှကြီးကိုတိုက်ချင်စရာကြီးလဲဖြစ်နေပါဦးမယ်။သို့သောတိုက်ဖို့ကအင်အားမရှိသေးပါဘူး။ဒါဆိုရင်နေเจ้าကနေပြီးလက်ဦးမှုယူပြီးတိုက်ခိုက်ဖို့ဆိုတာကလည်းသဘောတူညီချက်ထက်မှကန့်သတ်ခံထားဖို့ရပါတယ်။ အကြပေးနေတာကမြေပြင်ဖွဲ့တွေကိုဟိုလိုလှုပ်ပါလားဒီလိုလှုပ်ပါလားဆိုပြီးမနောက်ချက်ကြဘူးပဲဖြစ်ပါတယ်မြေပြင်ဖွဲ့တွေရဲ့အစွမ်းဟာမျိုးဒီကိဒီရောက်လာတဲ့အကြီးချင်းနဲ့စူးစမ်းမှုတွေကိုယုံကြည်ဝန်းရံကြဖို့လိုပါတယ် Facebook ကြည့်ပြီးဘုံကျဲနေတာဆိုလို့အကြမ်းဖက်မိစ္ဆာလေလက်ပဲရှိပါသေးတယ်တကယ်မြေပြင်လီလာတွေကတော့ဘယ်ပေါင်းစုံကနေကြံစီကြွက်ဆလောက်ကန်ဆောင်ရွက်နေရခြင်းဖြစ်ပါတယ် စစ်နေပြည်မှာဥဆောင်မိတ်ပေးသူကွန်မန်ဒါ၂ယောက်ရှိလို့မရပါဘူးဝေဝါးသွားရပါတယ်ဆိုတော့ခံစစ်ပြင်ဆင်ခြင်းလုပ်ငန်းဟာဘေးအချိန်မှာပြီးဆုံးပါတယ်လေဂျန်သူလာလိုက်တဲ့အချိန်မှာပြီးဆုံးပါတယ်နောက်ချက်ကအကောင်းဆုံးခံစစ်ဒီတိုက်စစ်ဆိုတဲ့အတွက်လက်ရှိအခင်းချင်းရတုံ့ပြန်တိုက်စစ်ဆင်ရမယ်ဆိုပါကနောင်ချိုတီစင်းတိုက်ရမှာလားမိုင်းလုံးမိုင်းတော့ဝင်စီရမှာလားသမိတ်ကြီးကိုပြန်တိုက်ရမှာလား ဒါကြောင့်အချက်ပဲတားလဲသူ့တက်တွေကိုထပ်ပြီးအနာမခံရဲတော့တဲ့အတွက်ပြီးတော့ကြောက်ဘဲမှာရှိတဲ့တက်တွေကိုတမုတ်ချင်းပြန်ဆုတ်သွားရတာလို့သုံးသပ်ပါတယ်။ညီတော်ဝင်ဖြစ်စေကောင်းမူမိုးကုတ်ကိုကျွန်တော်တို့အားလုံးဟာနိုင်တဲ့ဘက်ကနေဝေးရံကြဖို့လိုပါတယ်။မိုးကုတ်မိုးမိတ်နယ်မြေကတော့တမိုင်းဝင်ခံစစ်တိုက်ပွဲကြီးစခုဖြစ်လာမလား။ မဟာမိတ်တပေါင်းစုတွေရဲ့ခံစစ်ပြင်ဆင်မှုအရအချမ်းဖက်တပ်ဟာနောက်ဆုတ်လက်မှိုင်ချသွားရလိမ့်မလားဆိုတာကတော့အာဘီဆောင်စာချုပ်မြင်ကြရတော့မှာပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့ချင်းပြည်နယ်ဘက်ကိုတစ်ချက်ကြည့်အောင်ပါ။ပြီးခဲ့တဲ့အော်တိုဘာလ16ရက်နေ့မှာကလေးမျိုးကို Y8 ATR 72စတဲ့တယူပို့ဆောင်ရေးလေးနေအုံပြုပြီး9ကြိမ်တနည်းနဲ့အင်အားဖြည့်တင်မှုတွေပြုလုပ်ခဲ့တာကြောင့်ခံမှန်းအင်အား400နဲ့အထက်လို့ကျွန်တော်တွက်ဆရပါ ဆက်ကွန်ရနေမှာလဲအဆိုပါစစ်လေရီတွေနဲ့၅ချိန်ပို့ဆောင်ခဲ့တာဖြစ်တဲ့အတွက်အင်အား300ဝန်းကျင်လို့ခံမရပါတယ်။တစ်ဆက်တည်းဆက်ရှိရနေမှာလဲစစ်လေရီတွေနဲ့6ချိန်ထပ်မံရောက်ရှိလာတဲ့အတွက်အင်အား300ဝန်းကျင်လို့ယူဆရပြီးစုစုပေါင်းခံမှန်းအင်အားတစ်ထောင်အထက်ပို့ဆောင်ထားတယ်ရောက်ရှိထားတယ်လို့အကြံဉာဏ်သုံးသပ်ရပါမယ်။အဆိုပါအင်အားတွေနဲ့တိတိမျိုးကိုစစ်ရဟရင်များတဲ့အောက်တိုဘာ26 29 28ရက်နေ့တွေမှာစစ်ရဟရင်နဲ့စုစုပေါင်း16ကြိမ်ပို့ဆောင်ခဲ့တာကိုတွေ့ရပါတယ်။ဒါကြောင့်စစ်ရဟ300နဲ့အထက်ခြံခွဲပို့ဆောင်ထားခြင်းဖြစ်ပြီးနဂိုနေမီကန်တက်တဲ့မူလရှိရင်အင်အားပေါင်းလိုက်ရင်ဒီလိမ်မှာအင်အား900ကျော်လောက်ရောက်ရှိနေပြီလို့တွက်ဆရပါအစောပိုင်းအင်အားတွေဖြန့်ခွဲပြီးနောက်ပိုင်းမှာတော့ကလေးကံကိုလန်တိုင်းနှချောင်းဝေဘူးလာမျိုးတွေကိုခြေကုပ်ယူနိုင်ရေးစူးစမ်းလျက်ရှိပြီ ဖလန်းမျိုးတို့ဥတီနေတာကိုတွေ့ရသလိုဒီနေပဲချမ်းပါလေတိုင်းရင်းဘက်သို့စစ်ကြောင်းတစ်ခုဖြန့်ခွဲလျက်ရှိနေပါတယ်ကလေးကလေတိုင်းရင်းဒီစစ်မြူထားပြီးတိတိန်ဘက်ကလေပြန်ဆင်းလာတာနှစ်ဖက်ညှက်လွန်ရှိတယ်လို့ယူဆရပါတယ်ဆိုရရင်ချမ်းဘက်တိုင်းရဲ့အင်အားပြည့်တွေဟာကလေးမျိုးကိုအခြေပြုပြီးစုဖွဲ့လေ့ကျင့်လျက်ရှိကြပြီးခဲ့တဲ့လပိုင်းနေကလေးကကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ် မြို့တော်ဟာခါကိုလည်းစီရင်အင်အားထပ်မံဖြစ်တဲ့မဲ့အစီအမံရှိနေပေမဲ့နောက်ဆုံးအခြေအနေအရကိုဆောင်ထားခြင်းရှိတာကိုတော့မတွေ့ရသေးပါဘူး။လက်တလုံးထင်လာမြင်လာတွေ့လာရတာကတော့ကလေးတီတိန်လမ်းမိုင်းကလေးမော်လိုက်လမ်းမိုင်းတွေကိုတက်ဖြန့်လာတာဖြစ်ပြီးကလေးခံကောလမ်းမိုင်းကနေတဆင်းဖလန်းမြို့နယ်အတွင်းကိုထိုးပေါက်ဖို့အားထုတ်လာခြင်းပဲဖြစ်ပါလေ။တီတိန်မြို့နယ်အတွင်းမှာအင်အားပြည့်ရရှိပြီးဖြစ်တဲ့အတွက် တောဆန်မြို့နယ်ကိုဇက်အာကြီးရဲ့အဓိကတိုက်စစ်နဲ့တိုက်ခိုက်မှုပြုလုပ်လာတော့မှာဖြစ်ပါတယ်။ဂျာဖက်တာဟာတောဆန်မြို့ကိုသာရရှိသွားမယ်ဆိုပါလေ။နေဇက်ထွက်ပေါက်ဝင်ပေါက်ဖြစ်တဲ့ရီခေါ်တာမြို့ကိုဆက်ပြီးတိုက်ခိုက်လာပါလိမ့်မယ်။မြို့တော်ဟာကားကိုလားအင်အားပြည့်အဖွဲ့တွေရောက်လာပြီဆိုရင်တော့ထန်တလန်လမ်းမိုင်းကိုယာနှုံးကြီးထိ ंछ ုပ်ဖို့ဆက်ပြီးစ조사လာနိုင်ကြီးရှိပါတယ် ချန်နယ်လန်ကိုလည်းအပြည့်အဝရရှိသွားခဲ့ပဲဆိုရင်တော့ဟာခါဖလန်လိုင်းပိုင်းကိုချက်ပြီးဥတီလာမှာဖြစ်ပါတယ်။ဒါကတော့ရန်သူကြမ်းဖက်တပ်ရဲ့လုံဆောင်လာနိုင်ပွဲအစီအမံဖြစ်ပါတယ်။စတမ်းမြောက်မှာလက်ရှိအပြည့်ရကာလဖြစ်နေတဲ့အတွက်ချင်းပြည်နယ်ဟာဦးစားပေးစစ်မျက်နှာထဲမှာတစ်ခုအပါအဝင်ဖြစ်လို့လာခဲ့ပါပြီ။ချင်းပြည်နယ်ဒီပထဝီအနေထားရစစ်တပ်ဟာအကြမ်းလက်မရှိကွက်ပြည့်နေထိရှုံနိုင်ခြင်း ဖေသောအခါမှာရှိလာမှာတော့မဟုတ်ပါဘူး။သို့သောအဓိကကြတဲ့ဆက်တွေလမ်းကြောင်းတွေပိတ်ဆို့ဖြတ်တောက်နိုင်သွားမယ်ဆိုရင်တော့ဒေသခံကာဝေးတပ်တွေဟာစစ်တိုက်ဖို့တဲ့စားတောက်ဖို့အတွက်ကိုအရင်ဦးဆုံးဖြည့်ချင်းရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ချင်းပြည်ဟာစုတို့စပါးနဲ့နနောက်ပါသားတွေမကုန်ခန်းနိုင်ဘူးဆိုပေမဲ့ရခေလူဥကာလမတိုင်ရင်လူကြီးနဲ့ယခုရောက်ရှိနေတဲ့လူကြီးအချိုးစားခြင်းမတူဘူးဖြစ်ပါတယ် ချင်းနီနယ်မှာနေကတော့တိုင်းရင်းသားတွေဟာစာစာဝပြာကိုတုံးကြတာလဲကျွန်တော်တွေ့ခဲ့ရဦးပါတယ်။အောက်ချင်းမြေမှာမျိုးစားတွေထပ်ပြီးတချီအုပ်လိုက်ရောက်လာပြီလို့ပဲဆိုရမှာဖြစ်ပါတယ်။တောင်းစလပန်းရနတွေကြိုင်ကြိုင်သိမ်းပါစေလို့အားလုံးဝိုင်းပြီးစုတောင်းရမယ်။ဝင့်ရမယ်ဖြစ်ပါရော။ကောင်းနှုတ်သုံးသက်တင်ပြလိုက်ရပါတယ်ခင်ဗျာ။စလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ စိုက်ပွဲကြည့်ရင်အောင်ပွဲရှိတယ်